အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဘန်ကောက်မှာမြေရောက်ရထားဘလို့စီးမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်အားလုံးပဲတူတူလိုက်ကြည့်အောင်เนาะတိပိသားလူတွေကတော့ကြော်သွားလို့ရပါတယ်ဘန်ကောက်မှာကားစီးရဲ့ခါကြလို့ရှင်အရန်ကားလမ်းတွေပိတ်တဲ့အတွက်ကြောင့်ပေါ့เนาะရထားစီးတာပို့ပြီးတော့အဆင်ပြေပါတယ်ဘန်ကောက်မှာ shopping ပတ်တာပဲဖြစ်ဖြစ်စီကန်းလာပြတာပဲဖြစ်ဖြစ်အဆင်ပြေအောင် ယထာစီနီလေးကြည်ထားလို့ရပါတယ်เนาะတက်ကက်ဝယ်မယ်ဆိုလို့ရှိရင်ကိုယ်တိုင်ဝယ်တဲ့လို့ရတဲ့ဆက်နဲ့ကောင်တာမှာလည်းသွားဝယ်လို့ရပါတယ်ဒါကတော့ကိုယ်တိုင်ဝယ်တဲ့နီလေးပေါ့เนาะပထမဦးဆုံးအင်္ဂလိပ်စာကိုပြောင်းမယ်ပြီးလို့ရှိရင်ကိုသွားမဲ့မှတ်တိုင်ကိုရွေးပြီးတော့ထောက်လိုက်မယ်အဲ့မှာသူကထည့်ရမယ့်ကြာတဲ့ငွေကိုပြပါတယ်အဲ့ကြလို့ရှိရင်ကျွန်တော်တို့က ဒီအပေါက်ကလေးကနေပြီးတော့လဲအကျွေးစီးသုံးမယ်ဆိုရင်အကျွေးစီးထည့်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်အောက်ဘက်ကနေပြီးတော့ပတ်စံငွေသားပေါ့နော် ထည့်လို့ရတဲ့နေရာလည်းရှိပါတယ်အဲ့ရနေပြီးတော့ငွေသားထည့်လို့လည်းရပါတယ်သူတို့ကတော့၅ဘတ်တန်30 2ဘတ်တန်2ဘတ်တန်အစားပြီးတော့အကုန်လုံးသုံးလို့ရပါတယ်အခုဆိုရင်ပတ်စံထည့်ပြီးပြီးတော့ဒီပေါက်လေးကနေပြီးတော့ယထာ gate ဝင်ရမယ့်လက်မှတ်လေးကြာလာပါတယ်အဲ့ရနေပြီးတော့ဒီနေရာရောက်လို့ရှိရင် tap လုပ်လိုက်ပြီးတော့ပွင့်သွားပါမယ်အဲ့ရနေပြီးတော့ကျွန်တော်တို့ကအောက်ကိုဆင်းရပါမယ်မြေရောက်ယထာရှိရတဲ့နေရာပေါ့နော်အရေးကြီးဆုံးအချက်ကတော့ကိုသွားခြင်းနဲ့ နေရာပေါ့နော်မှတ်တိုင်ရှိတဲ့ဘက်ကနေပြီးတော့လာမယ့်ယထာကိုစောင့်ပြီးတော့စီရပါမယ်ယထာကတော့မနှက်ခင်းရုံတက်ချိန်နဲ့ညနေရုံစင်းချိန်ဆိုရင်တော့လူများပါတယ်ကိုယ့်ရဲ့ပါလာတဲ့ပတ်စံအိတ်တွေပါတယ်တော့တတိထားဖို့လိုပါတယ်ဒါဆိုရင်ဒီနေရာမှာယထာစီးဖို့စောင့်ရပါမယ်သူတတ်မှတ်ထားတဲ့မြင်းဝလိုင်းအတွင်းမှာပဲစနစ်တကျစောင့်ပေးရပါမယ်နော်ဒါကတော့ဘလော့ဂါလေးပါ အခုဆိုရင်ယထာကတော့လာပါပြီအစင်းကိုဦးစားပေးရမှာဖြစ်တဲ့အတွက်ကြောင့်အထပ်ပေါက်နေရာမှာရက်ပြီးရောပိတ်ပြီးရောစောင့်နေရမျိုးမလုပ်ရပါဘူးเนาะလူတက်တာလည်းမလုပ်ရပါဘူးရထားကအတက်အစင်းတွေအချိန်လုံလောက်အောင်ရက်ပေးပါတယ်ရထားထောက်ကန်ကြီးတကားပိတ်ဖို့အတွက်အချက်ပြအတန်ပေးတဲ့အချိန်မှာကိုကပြေးတက်တာမျိုးတွေမလုပ်ရပါဘူးတကားညက်ပြီးရောအန္တရာယ်ရှိနိုင်ပါတယ် ယထာက15မိနစ်တခါလောက်ဒစီဗီဒစီလာတဲ့အတွက်ကြောင့်နောက်ယထာကိုစောင့်ပြီးတော့မှစီးလို့ရပါတယ်။ဆင်းရမဲ့ပူရာရောက်ပြီဆိုလို့ရှိရင်ခုနကဝင်လာတဲ့တစ်ကက်ကလေးကိုခုထွက်ရမဲ့ဂိတ်ပေါက်မှာပေါက်ကလေးမှာထည့်ပြီးတော့မှအပြင်ကိုထွက်နိုင်ပါပြီ။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။